UK match day နဲ့ Champions League ပြည်သားအားလုံးမင်္ဂလာပါကျွန်တော်အခုဒါသုံးသောင်းမဲ့အကြောင်းအရာကဒါ Liverpool Manchester City ပွဲကဟို tactical analysis ပဲပြောရမှာပေါ့အဲ့ tactical analysis မှာအဓိကအဖြစ်တော့ Conor Bradley ကို Dokuna O'Reilly ကိုဖျက်ဆီးခဲ့တယ်လေအဲ့မှာဒီ Mohamed Salah ဟိုကိုလိုကိုကိုပြင်ပြင်မလုပ်ခဲ့ခြင်းကဒီ Conor Bradley ကို ဘလောက်ထိဒီဒုက္ခရောက်စေခဲ့သလဲဆိုတဲ့အကြောင်းအရာဆိုတော့အခုဒီဟာကကျွန်တော်ဒီပုံလေးနေပေါ့နော်ဒီ graphic ပိုင်းပုံလေးနေ demonstrate လုပ်သွားမယ်ဆိုတော့အရင်ဆုံးအခုဒီဖြစ်စဉ်ကိုကြည့်နော်ဒီဖြစ်စဉ်ကဒုက္ခနဲ့ orally နဲ့ conflict လေးကိုအထူး against one ဖြစ်နေတယ်အဲ့ဒီ two against one ကကျွန်တော်တပွဲလုံးမှာလည်းမြင်ရတဲ့အနေအထား အဲ့ဒီဒိုကူကိုကော်နာဘရက်လီကတ်လိုက်မယ်ဆိုတာနဲ့အိုရိုင်လီအတွက်လမ်းကြောင်းပြွင့်သွားမှာတကယ်လို့ဘရက်လီကအိုရိုင်လီကို Iron Fight လို့ချဲထုတ်လိုက်ပြီဆိုရင်ဒိုကူအတွက်ပြေးလမ်းကြောင်းပေါ်သွားမယ်ဆိုတဲ့ဖြစ်စဉ်เนาะဒါဒါပထမဆုံးဖြစ်စဉ်ပေါ့เนาะပြီးတော့ဒါနောက်ထပ်ဖြစ်စဉ်တစ်ခုကိုကြည့်မယ်အော်ဒီဖြစ်စဉ်ကတော့ဒါရှင်းပြောရင်တော့ဟိုဘောလုံးပွဲဒီမှာမြင်ရလိမ့်ရှိတဲ့အနေအထားကဝမ်းနဲ့ကန်စွမ်းမယ်ကျွန်တော်တို့ဒါထူးထူးပြောရမှာမရှိဘူးဒါပေမဲ့အဲ့ဒါကလည်းဒိုကူနဲ့ဒီ corner press လေးထိလိုက်ထွဆုံး ကဲဟိုဖုန်ဖြစ်ခဲ့တဲ့ဒီဖြစ်စဉ်တခုအဲ့ဘောလုံးကဒီကျွန်တော်တို့ကိုပေါ့ရှေ့အထိဒီကိုဘောလုံးဆွဲပြီးတော့တည်သွားနိုင်ခဲ့တယ်ခေါနာဖက်လေးအသေးလန်လိုက်ဖြုတ်လိုက်ဖြတ်ထုတ်ရင်းနဲ့တော့သွားတယ်ဆိုဖြစ်စဉ်နောက်တတိယဖြစ်စဉ်အဲ့တတိယဖြစ်စဉ်ကအဲ့မှာဒီအိုရာလီကအတွင်းကိုရောက်နေတယ်တိုက်စစ်လိုင်းရဲ့အမြင့်ဆုံးနေရာကိုရောက်တယ်အိုရာလီက အဲ့မှာ fail for them ကဘောလုံးပြေးတော့မယ်ဆိုတော့ Manchester City မှာအိုက်ဖြစ်စင်မှာ line 3 line ရှိတယ် cancel line က3ပူးနေတယ်ဒီဘက် right back မှာတယောက်ရှိတယ်ပြီးတော့ဒုတိယ line မှာကွင်းလယ်ကစားသမား2ဦးရှိတယ်အဲ့2ဦးက Bernardo Silva နဲ့ဒီ fail for them နှစ်ယောက်ရှိမယ်ပြီးတော့တတိယကဒီ tight set အတွက်နှုတ်ရှားမဲ့ action အဓိက action ယူမဲ့ကစားသမား4ဦးရှိတယ်အဲ့ဒါက Chakri ရဲ့ပြီးတော့အတွင်းမှာ Alan Holland ကိုကျင်းသူထုံးလန့်အတိုင်းပဲဒီအရှိ့ကိုပြေးတက်ဖို့ကြိုးစားနေပြီဆိုရင်မြင်ခွင့်မျိုးခန္ဓာတွေကသူ့ကို ဒီကာဖို့ကြိုးစားနေရတဲ့အနေအထားမျိုးသူအဲ့ဖြစ်စဉ်ရဲ့ဟိုးဘက်အချမ်းမှာအဲ့မှာဒီ O'Reilly ကပိုက်စစ် line အမြင့်ကိုရောက်နေတယ်ဘောလုံးကို Florence ကဘောလုံးကိုလက်ခံဖို့အနေအထားအဲ့မှာအားလုံးတွေ့လိမ့်မယ်ဒီ Connor Bradley block တစ်ခါရောက်နေတယ်ဆိုတာ Bradley ကတော်ခု ఓ ဘယ်ဘက် line ဘင်းဘင်းစီမှာရှိနေတယ်တော်ခုစီကိုသွားရမှာလား O'Reilly ကိုပြစ်ကတ်မလားမသိတဲ့အခိုက်အတန့်အဲ့မှာကျွန်တော်မိုဆလာဘာလုံးနေလဲဆိုတာကြည်လိုက်အဲ့အဲ့နေရာမှာမိုဆလာကိုကြည်လိုက် မိုဆလာဟိုအနောက်ကိုရောက်နေအတွေ့လိမ့်မယ်။မိုဆလာဟာအမြင့်ဆုံးလိုင်းမှာပဲရှိသေးတယ်။တကယ်တော့အဲ့ဒါကမိုဆလာနောက်ကိုဆင်းခုပေးထားရမယ်။ဖိုဒန်နဲ့ဒီအိုရိုင်လီရဲ့ဒီပေးနိုင်ကြီးရှိတဲ့လမ်းကြောင်းမှာသူဒီတော်ပြီးရှိနေမယ်ဆိုရင်အဲ့နေရာကိုသူ position ယူထားမယ်ဆိုရင် corner အတွက်အဓိကပြဿနာကောင်းတဲ့မှာ iron size ဆရာတော်ခုတူပဲရှိလိမ့်မယ်။ဒါပေမဲ့မိုဆလာဟိုအနောက်ကိုရောက်နေတာတွေ့လိမ့်မယ်။ဒါကြောင့်လေဒီအနေအထားမှာ ဒါ corner flag ဒီအဲ့လိုမျိုးကဒါပွဲကျင်တစ်ချောင်းလုံး O'Reilly နဲ့ဒီ Mo Salah ကြားထဲက distance ကအမြဲတမ်းဒီဟိုအမြဲတမ်းလို့လို့ပဲ Manchester City တိုက်စစ်ဆင်တဲ့အချိန်တိုင်းမှာကိုင်း20ကိုင်း30ကိုင်း40ကိုင်း50အကောအဝေးတွေကိုဖိဖြက်သွားတဲ့အနေအထားမျိုးမိုဆလာကအဲ့ဒီအလုပ်ကိုသူမလုပ်ပေးခဲ့တဲ့အတွက်ဒါ red လေးဒုက္ခရောက်ပြန်ပြီ။နောက်ဒီဖြစ်စဉ်မှာလည်းအဲ့ဒီအတိုင်းပဲ။ဟိုဒီဖြစ်စဉ်ကကျွန်တော်တို့ ော်ရာလီဒုံးစံအတိုင်းပဲဒီ line အမြင့်ဆုံးအာလန်ဟာလန်တို့ချက်ပီတို့ပြီးတော့ဒိုကူတို့ရဲ့အပေါ် line ကိုရောက် line အမြင့်ဆုံးနေရာကိုရောက်နေတယ်။အဲ့ဘောလုံးကဘောလုံးကဒီဒိုကူစီမှာရှိတယ်။အဲ့မှာဒိုကူနဲ့ collaborate တွေနဲ့အမှထိတ်လိုက်တွေ့တယ်။ခနာဒီကဒုံးစံအတိုင်းပဲခနာဒီကအာလန်ဟာလန်စီကိုတွားရင်းတွားပူရင်းနဲ့အာလန်ဟာလန်က line အနည်းယူထားတဲ့အခါမှာခနာဒီကကြုံကြုံသွားတယ် အလန်ပြေးစင်းပြီဆိုတဲ့အချိန်ပြေးတက်ပြီဆိုတဲ့အချိန်သူပြေးပြေးစင်းရတဲ့အတွက်အနောက်မှာလီဗာပူးရဲ့နောက်ဆုံး line မှာတုံးဦးပဲရှိတယ်အဘရက်လီရဲ့ဗန်ဒါရဲ့ဒီဘက်မှာဒီအန်ဒီရောဘတ်ဆန်ရဲ့ဆိုတဲ့အနေအထားကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့နောက်ထပ်ဖြစ်စဉ်ကဒီမှာထောင်းရအတိုင်းပဲဒိုခူနဲ့ကော်နာဘရက်လီနဲ့အဲ့မှာကြည့်ကြည့်လိုက်ရင်ဘာထူးခြားလဲဆိုတော့လောဘူးခံစစ်ဟာအပေါက်အပြဲတွေ space တွေလွတ်နေတဲ့နေရာတွေအများကြီးဖြစ်နေတယ်ဆိုတာတွေ့ရတယ် အဲ့ဒီဘောလုံးမှာ orally ကဟိုးအရှိထိရောက်သွားတယ်ဟိုးအရှိထိတောက်လျှောက်သူတက်သွားတော့ကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာဒီ orally တက်သွားတဲ့လမ်းကြောင်းကဘလောက်တက်သွားလဲဆိုရင်အမဒိုကူကဩကောင်လေးစီကိုခေါနာဘရက်လီရှိတဲ့လမ်းကြောင်းစီကိုတဲ့တဲ့ဝင်တိုးနေပြီခေါနာဘရက်လီကလည်းဒိုကူကိုသူ့စီလာနေတဲ့ဒိုကူရဲ့ဒီဘေးစီကနေရောပြေးတက်တဲ့ orally ရဲ့နှစ်ယောက်စလုံးကိုသူဒုက္ခရောက်နေတယ်အဲ့တော့ ူကဒေါကူကိုကတ်နေရင်းနဲ့ဒီမဲ့ကိုလည်းပြေးဖို့သူကြိုးစားနေတာဒေါကူကိုသူအပြေးဝအာရုံစိုက်လို့မရဘူးဖြစ်နေဆိုတဲ့အနေထားအဲ့မှာ online ပြေးလာတဲ့လမ်းကြောင်းကအဲ့အချိန်မှာကိုက်30ရှိသွားပြီကိုက်30ကျော်သွားပြီကိုက်40ကတ်လာပြီကျွန်တော်ထပ်ပြီးတော့ဒီဒေါကူကထပ်တိုးလာတယ် online ကဒီ corner ဘက်တိမ်နဲ့မြင်းပြိုင်အနေထားကိုရောက်လာပြီအဲ့ဒီအချိန်မှာဒီဒေါကူစီကနေပြီးတော့ဘောလုံးကို release လုပ်ပေးလိုက်တယ် online ကိုပေးလိုက်တယ်ပြီးတော့ corner ဘက်လေးက orality ကိုပြန်လှည့်ပြေးရတယ်ပြန်လှည့်ပြေးတဲ့အချိန်မှာ all of space အကွာအဝေးကနေလို့ဖြတ်တင်ဘောတစ်ခုကိုတားဖို့မဖြစ်နိုင်ဘူးဖြတ်တင်ဘောတားဖို့ဆိုတာအနည်းဆုံးလူပူးထားမှ block လုပ်နိုင်မှာမဖြစ်နိုင်တဲ့အတွက်အဖြတ်တင်ဘောကပေးဖို့ပေးရမယ့်အချိန်ဒိုကကိုပေါက်ထဲကိုဝင်ပြေးတယ်တကယ်လဲဘောလုံးကအဲ့မှာဒိုကပြေးတဲ့လမ်းကြောင်းစီကို orality ဖြတ်ဖို့ပေးလိုက်တယ်ပို့တဲ့အချိန်မှာအဲ့ဘောလုံးဝင်ပိတ်တာဒိုကမမိလိုက်ဘူးမမိလိုက်တဲ့အတွက် liverpool ကတကိုးတတ်တာသွားတယ်အခုနောက်ထပ်ဟိုဒီဖြစ်စဉ်ဒီဖြစ်စဉ်ဆိုလဲအဲ့တိုင်းပဲကျွန်တော်တို့ဘာလို့တွေ့ရလဲဆိုတော့ ground back တကယ်တော့ ီ Bradley ကဒုက္ခကိုပြေးကပ်ပြမဲအနေအထားဖြစ်သွားပြီဆိုရင်ဒီဘက်ကဘောလုံးကဒိုကူစီကိုလာလာနဲ့ဒီဘရန်လေးကဒိုကူကိုကတ်မယ်ဆိုရင် ground back ကအနောက်ကိုကာပေးရမယ်ဒါပေမဲ့အဲ့ဒီဘောလုံးမှာလည်းဒီ ground back ဟာဒီ corner back ရဲ့နောက်ကျောကိုသွားပြီးတော့မကာပေးဘဲနဲ့အဲ့ corner back လေးနားမှာပဲတော့သွားပြီးတော့တဝဲလေးလေးဖြစ်နေ corner back လေးရဲ့ line အနှိမ့်ပေါ့သူ့အနောက်ကိုကျော်ပြီးတော့မပြေးပေးဘဲနဲ့ဒိုကူကအဲ့ဘောလုံးကအိုးဘိုင်းလိုင်းအထိဆွဲသွားတယ် ဆွဲသွားတဲ့အချိန်မှာလည်းအဲ့မှာသူတို့နှစ်ယောက်ဒီထက်ရက်ပဲကော်နာဘရယ်လီရဲ့အနောက်ကိုသူဘယ်တော့မှမရောက်လိုက်ဘူးမရောက်လိုက်တဲ့အတွက်အဲ့မှာသူတို့နှစ်ယောက်ကိုကြားထဲမှာဒီဖောက်ထွက်သွားပြီးတော့ဒီဒေါကူအခွင့်ရသွားတဲ့အနေထားအဲ့မှာဖြစ်တာနောက်ဒါကကိုးပြီးလိုက်တဲ့အနေထားအဲ့ကိုးပြီးလိုက်တဲ့အနေထားမှာဆိုလေဒီတော့အော်ရာလီရဲ့ပြေးလမ်းကြောင်းအပွင့်ကြီးအနောက်မှာ line နဲ့အကျယ်ကြီးပဲနီကိုကွန်ဇာလပ်စ်ကဘောလုံးရနေပြီကော်နာဘရယ်လီကဒေါကူကိုကတ်ထားတယ်ကတ်ထားရင်းနဲ့ဒီဘက်မှာအော်ရာလီပြေးပြီးဆိုတာတွေ့တော့သူ့မှာ ့မှာအသေးခံပြန်ပြီးပြေးရတယ်ဆိုတော့ဘောလုံးကဒီဒိုကူစီကိုလာမလားအော်ရာလီစီကိုတောင်းလာမသိရသေးတဲ့အချိန်မှာမဲလီကတဖြည်းနဲ့နောက်ဆော့ရတယ်နောက်ဆော့တဲ့အခါကျတော့ဒိုကူနဲ့တဖြည်းနဲ့ဝေးသွားတယ်ခေါနာဘရဒီနဲ့ကလည်းအဝေးကြံသေးတယ်မမှီဘူးဆိုတဲ့အနေထားအဲ့တော့ ground back ကအဲ့ချိန်မှာဘာလုပ်နေလဲဆိုတော့ forehand ကိုသူကြည့်နေတယ်ကြည့်နေတဲ့တကယ်တကယ်ဘောလုံးခင်းပေးလိုက်ပြီဆိုတဲ့အချိန်မှာအကုန်စင်းပြေးပြီစင်းပြေးတဲ့အချိန်အချိန်မှာ ground back ကလည်းဒိုကူနောက်ကိုမလိုက်ဘဲနဲ့သူ့ ဒီခံစစ်ဆောင်ကိုပြည့်စင်အောင်မပြည့်စင်နိုင်ခေါနာဘရလီကပဲအဲ့မှာအကြီးကြီးတိုးခေါက်သွားပြီးတော့အမအသေးအံသူပြန်လိုက်တယ်အသေးအံပြန်လိုက်အော်ရယ်လီကအဲ့ဘောလုံးကရသွားတယ်ရသွားတော့ဒိုဒိုကူပေးဒိုကူဝေးရကန်သွားတယ်ကိုးသွားတယ်ဆိုတော့ဒါတွေကဒါဒီပွဲမှာမြင်ရတဲ့ဒိုဒိုကူနဲ့အော်ရယ်လီတို့နှစ်ယောက်ခေါနာဘရလီကိုဒုက္ခပေးခဲ့ခြင်းနဲ့အဲ့မှာအခုကျွန်တော်ပြောသွားတဲ့ထဲမှာမဟာမက်ဆလာဟာအမြဲတမ်းဒီပြောင်းနေတယ်သူတော့အဲ့လိုကိုမလုပ်ဘူးကျွန်တော်တို့2022ဆိုဒီဒီဘက်အချမ်းတချို့မှာဆိုရင် ဒီဆလာနဲ့ဒီဘရက်လီနဲ့က Orally ကိုဒုက္ခပေးသလားသို့မဟုတ်ဒိုကူနဲ့ Orally နဲ့က Connor Bradley ကိုဒုက္ခပေးသလားဆိုတော့အဲ့နှစ်ခုမှာကျွန်တော်ရှင်းရှင်းပေါ်သွားတာကဒိုကူနဲ့ Orally နဲ့က Connor Bradley ကိုအကြီးကျယ်ထိုးနှက်ဒုက္ခပေးသွားတယ်ဒါကြောင့်လေဒီပွဲမှာလောအုပ်ခံစေဖြစ်တောက်လျှောက်ဖြစ်ဖြစ်ရည်ဖြစ်ပြီးတော့ဒါရှုံးပွဲကြုံတွေ့ရရဖြစ်ပေါ့နော်ဆိုတော့ဒါတော့ဒီ Manchester City လောအုပ်ပွဲကဒီ Connor Bradley ဒုက္ခရောက်ခဲ့ရတဲ့အခြေအနေနဲ့ပတ်သက်ပြီး Mohamed Salah ရဲ့အကူအညီမရခဲ့ခြင်း အဲ့ဒီဟာဟိုဒါသုံးသက်ဖော်ပြခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ UK Match Day ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်